ဒီနေ့မှာဒီစီကားပေါ့နော်အချစ်ရင်းနဲ့ပတ်သက်ပြီးတော့ဒါ merit ထားတဲ့သူတွေရောနော်သို့မဟုတ် unmerit တွေရောလူတိုင်းနားထောင်ဖို့ရမယ် collective freedom လေးကိုပြုလုပ်ပေးထားတာဖြစ်ပါတယ်ဒီ collective freedom လေးဒီ details တွေစီဒီနေ့ဟောပေးသွားမှာဖြစ်ပြီးတော့ guidance တွေနဲ့ပါအတူတူပြောပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် collective freedom လေးကနည်းနည်းလေးတော့ရှင်းမယ်ပေါ့နော်မဟုတ်ကဒီ reading ဒီ timeless reading ဖြစ်ပါတယ်အဲ့တော့ဘယ်အချိန်မဆိုနားထောင်လို့ရပါတယ်အသုံးတယောက်နဲ့ပတ်သက်ပြီးတော့ဒီလူရဲ့စိတ်ခံစားချက်ကိုသိချင်တဲ့အခါတိုင်းမှာဘယ်အချိန်မဆိုနားထောင်လို့ရပါတယ် resonate ဖြစ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒါဒီ timeless reading ဟုတ်လို့ဖြစ်ပါတယ်ဒီ reading မှာပေးသွားမယ့် advice တွေဒီလေဘယ်ပါတာဘယ်လူမျိုး ဘလို့အခြေအနေကပဲလို့ဆိုဒီ guidance တွေကိုလိုက်လုပ်လို့ရတယ် GH advice တွေအတိုင်းလိုက်ပါပြီးတော့နေထိုင်လို့ရပါတယ်ရှင် This is the humanity and kindness ကိုလက်ခံထားတဲ့အတွက်ဒီ channel မှာလူမျိုးဘာသာခွဲခြားခြင်းမရှိပါဘူးမိတို့မဆိုနားထောင်လို့ရပါတယ်ဘလို့သူမှနားထောင်လို့ရမယ်ဆိုတဲ့သတ်မှတ်ချက်မျိုးမရှိပါဘူးရှင် So this is your ဒီ channel လေးကနေတစ်ဆင့် တီးခြားတဲ့သူတွေရော DC Fortune Page ကနေတီးခြားတဲ့သူတွေတူတယောက်ချင်းစီကိုလည်း DC ကအများကြီးကျေစုတင်ပါတယ်ရှင်။ဆိုတော့ DC တို့ reading လေးစလိုက်ကြရအောင်။ဆိုတော့တပတ်သူက DC ရဲ့ subscriber လေးပေါ်မှာထားတဲ့လက်ရှိခံစားချက်ကိုကြည့်မယ်ဆိုရင်တော့လေ DC ကဘယ်လိုမြင်လဲဆိုတော့တပတ်သူနဲ့เนาะဒီ reading နားထောင်နေတဲ့သူတွေနဲ့ကြားရမှာ differences လေးရှိရလို့မြင်တယ်။ဥပမာပြောရင် status မတူတာမျိုးသို့မဟုတ်ရင်လည်း religion မတူတာမျိုး culture မတူတာမျိုး traditional မတူတာမျိုးနေတဲ့နိုင်ငံလေးမျိုးတွေမတူတာမျိုးအဲ့လိုမျိုးတွေရှိမယ်လို့သိစီခံစားရတယ်။နောက်တစ်ခုက sorry ဆိုင်ရဖြစ်ဆိုရင်လည်းတယောက်က water ဆိုရင်တယောက်က fire နော်တယောက်က air ဆိုရင် အာတယောက်က art အဲ့လိုမျိုးပေါ့နော် zurich အဖြစ်ဆိုရင်လဲဟိုလုံးဝပွဲပြားနေရဆိုတော့ပုံစံမျိုးအဲ့လို energy မျိုးတွေကိုဒီမှာလာပြီးခန်းစားရတယ်ပေါ့နော်အဒီ reading ကမှအများဆုံးတွေ့ရတဲ့ energy တွေကတော့ဒီစီဒီ water sign cancer scorpio pisces and then air sign gemini libra aquarius နောက်ခုက fire sign အထူးသဖြင့်ဒီစီဒီဒီမှာ음 leo Sagittarius အဲ့ energy ကိုပို့ပြီးတော့ခံစားရပါတယ်အဆိုင်ကတော့ဒီစီဒီမှာ energy ခံစားရတာနဲတယ် maybe ဒီထဲမှာ Taurus Capricorn အဲ့လိုမျိုး energy လေးတွေပါကောင်းပါမယ်လေဒါပေမဲ့ဒီမှာ collective message ဖြစ်တဲ့အတွက်ကြောင့် energy resonate ဖြစ်ရင်ကြည့်လို့ရပါတယ်ဆိုရစ်သူမှမဟုတ်ပါဘူးเนาะအဲ့တော့ဒီမှာပါလေဒီစီမြင်ရလဲဆိုတော့လေ ူနဲ့ဒီရှိဒီ reading ကိုနားထောင်နေရတဲ့သူတွေနဲ့ကြားရဲမှာဘာပြဿနာရှိရလို့ဒီစီမြန်လဲဆိုတော့တပတ်သူကအခုအချိန်မှာသူ့ရဲ့လောက်ရက်တွေအတွက်သူနောင်တရရနေတာမျိုးဒီစီမြန်ရတယ် ဥပမာသူတစ်ချိန်ကကိုပြောခဲ့တဲ့စကားတစ်ခုခုပေါ်မှာသူနောင်သားရနေရမျိုးသူနောက်ကိုနေကြမှာအဆင်မပြေဖြစ်ခဲ့စင်မှာသူလုတ်ခဲ့တဲ့လုတ်ရက်ဒီပေါ်မှာသူနောင်သားရနေရမျိုးအဲ့လိုပုံစံနေဒီစီဒီမှာလာပြီးတော့မြင်ရတယ်ပြောကိုဒီလိုဆောင်နေတဲ့ကိုရဲ့တစ်ဖက်သူကလေသူ့ကိုယ်သူယုံကြည်မှုတအားအားနေတယ်လို့ဒီစီမြင်တယ်သူကတို့ယုံကြည်မှုအရန်အားနေရလို့မြင်တယ်။ဟိုပြောမယ်ဆိုရင်ငါဒီဘာမှအကောင်းဆုံးတွေမစူးစမ်းနိုင်ဘူး။ငါဘာမှအကောင်းဆုံးတွေမလုပ်နိုင်ဘူး။နော်။သူ့အနေနဲ့ ဒီ reading နားထောင်နေတဲ့သူတွေနဲ့သူ့ကိုယ်သူသူရှင်းကြည့်လိုက်တဲ့အခါတိုင်းမှာပင်ငယ်တဲ့စိတ်အားငယ်တဲ့စိတ်ကြီးဖြစ်မိရလို့တောင်သိစီမြင်ရတယ်။သူ့ကိုယ်သူယုံကြည်မှုအရန်အားနေတယ်။သူ့ရဲ့အားနေချက်တွေကိုသူပို့ပြီးတော့မြင်တယ်။သူ့ရဲ့အားတာချက်တွေကိုသူမမြင်နိုင်အောင်ဖြစ်နေတယ်။ပြီးရဒီမှာဒီစီကလို့မြင်ရလဲဆိုတော့ဒီစီရဲ့ဒီ subscriber လေးကြီးဒီလိုလုပ်နေတဲ့တစ်ဖက်သူကလေနားအောင်လွယ်လို့ချင်။အမှတယောက်ကသူ့ကိုတစ်ခုခုအကြံဉာဏ်ပေးရင်အဲ့ဒီစကားကိုနားအောင်လွယ်တာမျိုး နော်သူ့မှာကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ်ပိုင် decision ဆိုတာမရှိဘူးအဲမိသားစုတချို့တွေဆိုရင်ဒီမှာ family issue တွေရှိရလို့မြင်တယ် family ကဒီလိုမျိုးလမ်းညွန်ပေးရင် family ရဲ့စကားကိုနားထောင်မယ်အဲ့လိုမျိုးနားယောင်လွယ်တယ်ဆိုတဲ့ energy ကိုလည်းဒီမှာလာတွေ့ရတယ်ဒါပေမဲ့အခုအချိန်မှာတော့သူဒီသူ့ရဲ့လုံရက်တွေအတွက်နောင်တရနေတယ် နော်အဲ this is subscriber လေးရာသူ့ပေါ်မှာတလောက်ချစ်ပေးခဲ့တာသူ့ပေါ်မှာတလောက် ကြီးအကောင်းမြင်ပေးခဲ့တာတော့မှသူဒီမကောင်းမြင်ခဲ့တယ် this is subscriber လေးဒီပေါ်မှာသူဒီနားလည်မှုမပေးခဲ့ဘူးယုံကြည်မှုမရှိခဲ့ဘူးနော်သူ့ရဲ့လောက်ရက်တွေအတွက်သူဒီတအားအောင်နောင်တရနေတယ် this is subscriber လေးဒီပေါ်မှာသူကတစ်ချိန်ကလုံးဝအများနဲ့တန်တရားမျက်လုံးနဲ့ကြည့်နေတာယုံကြည်မှုမရှိဘူးဒါပေမဲ့အခုအချိန်မှာသူရဲ့လုပ်ရက်တွေအတွက်သူနောင်တရနေပြီဆိုတဲ့ပုံစံမျိုးကိုဒီမှာလာပြီးတော့မြင်ရတယ်။ဒါပေမဲ့ဒီမှာ energy တစ်ခုခံစားရတာလေးလည်းရှိရယ်။ ဲ့ဒါပါလဲဆိုဒီထဲမှာဒီစီ subscriber လေးတွေထဲမှာ1%လောက်က1%သော subscriber တွေကကြတော့လေဒီတစ်ဖက်သူပေါ်မှာဒီစီ subscriber တွေကိုယ်တိုင်ကိုကမယုံမကြည်ဖြစ်ခဲ့တာမျိုးသူ့ကိုတခုခုဆွဆွဲခဲ့တာမျိုးရှိရလို့ဒီစီအဲ့လိုမျိုးခံစားရတယ်။သူမဟုတ်တဲ့နဲ့ကွာဒီစီ subscriber တွေကသူ့ကိုတခုခုဆွဆွဲလိုက်တာမျိုးတွေသူ့ပေါ်မှာအယုံကြည်မဲ့တာမျိုးတွေအဲ့ဒီလိုလုံရက်တွေကြောင့်အခုအချိန်မှာဒီစီ subscriber တွေကိုယ်တိုင်ကိုက 老人家的啊，年纪啊，我都话话没有钱、啊，没有妈娃的,、啊啊啊啊啊、的，都话阿爸妈都拢好苦。喏，阿公阿都差多得八十那个年纪，不要都话，就算来米也，我买袋。阿龙，你这是 subscriber 不该，今年录的这是千三，但阿罗万八三老多 subscriber 也、啊、做过，第二年只录千三，阿写牌。阿爸，你录白只只故事嘛？老人家的啊，喏。 ဒီ subscriber လေးဘကမှားခဲ့ရဆိုရင်လည်းဒီကိစ္စအတွက်နောက်သားရရတယ်။တစ်ဖက်သူကမှားခဲ့ရဆိုရင်လည်းတစ်ဖက်သူကသူ့ရဲ့လုံရက်တွေအတွက်ကိုသူနောက်သားရနေအောင်မြင်ရတယ်။ဒီထဲမှာလက်ထပ်ပြီးသားသူတွေပါမယ်လို့လည်းသိမြင်တယ်။ပြောမယ်ဆိုရင် divorce ပြီးသားသူတွေပါမယ်လို့ပို့ပြီးတော့ခန်းစားရတယ်။အကယ်လို့ကိုကကိုယ့်ရဲ့အိမ်ောင်ဘက်နဲ့ပတ်သက်ပြီးတော့ဒီ reading နားထောင်နေရဆိုရင်တော့အာကိုနကိုရဲ့အိမ်ောင်ဘက်နဲ့ကြားမှာအဲ့လိုမျိုး divorce case တစ်ခုခုရှိရလို့သိမြင်တယ်။ no，and，nan to di ma blumia le suro，desi ni subscribe r l i itu mahau，tapa tu mali，family na patatetromaru，childhood na p a t a t e t r o m a r u t u m a h a u d i s i subscribe r l i gataybos，chebidaip senane tu mahau，tapa tu gataybos chebidaip senane j o a t i e kya susangi jo，shawe le seipan s a n i ata eh yaro，aloo muriishi m e l u d i s i kansai，na marriage d i s u hile aloo muri energy tu eh。 เนาะ and married တယ်ဆိုရင်လဲ space နဲ့ပတ်သက်တဲ့ trauma တစ်ခုခုရှိမယ်လို့ဒီစီမြင်တယ်ဆိုတော့အခုလက်ရှိ current energy ကိုဆက်လက်ပြီးဒီစီကိုကြည့်မယ်ဆိုရင်တော့ဒီဘက်ကတော့အသေးကွဲနေတာပြောဒီစီမြင်တယ်เนาะသူတစ်ချိန်ရသူဘယ်သူ့ပေါ်မှာယုံကြည်ခဲ့လဲသူဘယ်သူတွေကိုယုံကြည်ပြီးရွေးချယ်ခဲ့လဲအဲ့ဒီသူတွေကသူ့ပေါ်မှာအခုအချိန်မှာလုံးဝ honest ဖြစ်နေတော့တာကိုသူတွေ့နေရတယ်သူသိမြင်နေရတယ်အဲ့တော့သူ့အနေနဲ့ဒါ ပြောရရင် broken heart ဖြစ်နေရဆိုတဲ့ energy မျိုးအသေးကွဲနေရဆိုတဲ့ energy မျိုးအဲ့လိုပုံစံမျိုးကိုတွေ့ရတယ်နော်ဒီကမှာတချို့ဆိုရင် this subscriber လေးတွေကိုယ်တိုင်ကညရီဆိုအဲ့မပြောတာဘာမှဘောရဲမှာမရှိတယ်လို့ခံစားနေရတာငိုနေတာအဲ့ဒီလိုပုံစံတွေတော့တွေ့ရတယ်တချို့တွေတော့ဒီနာကျင်မှုကလက်တလောလေးရမရချတာဖြစ်နိုင်တယ် ။ဒါပေမဲ့တချို့တွေတို့ဒီနာကျင်မှုကကြာတော့ကြာနေပြီ။ဒါပေမဲ့အခုထိဒီနာကျင်မှုကလက်ဆက်နေတော့ပဲ။အဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်။ဆိုတော့ကိုဒီဘဲချင်းနေဘသူကြောင့်ကိုဘယ်လောက်ကြီးပဲနာကျင်နေရပါစေ။အခုချိန်မှာ deep healing is called for now အခုချိန်မှာ healing ကိလို့ဖို့အတွက်လိုအပ်တယ်ကိုယ့်အနေနဲ့ကိုယ့်ရဲ့ power တွေကိုပြန် claim နေဖို့အတွက်လိုအပ်တယ်ကို peace of mind ရဖို့အတွက်ကို healing နေကိလို့ဖို့အတွက်လိုအပ်တယ် နော်ကိုကိုကိုစာနာတဲ့အနေနဲ့ဒီလိုမျိုးခက်ခဲနေတဲ့အခြေအနေမှာကိုကိုကိုခရူးဆိုင်ဖို့ကိုအဓိက priority ထားတဲ့ ਨੇ တွေ့ကြုံခဲ့ရတဲ့အခြေအနေကိုလွတ်ချပြီးတော့ကိုကိုကို healing ပြုလုပ်ဖို့အတွက်ကိုဒီထိုက်တန်တယ်လို့တော့ဒီစီမြင်တယ်။နော်ဆိုတော့အခုအချိန်မှာ deep healing လိုအပ်တယ်။နော် deep healing လိုအပ်တယ်လို့ဒီစီမြင်တယ်။ တစ်ဖက်သူအနေနဲ့လည်းသူဒီဒီလိုမျိုး energy မှာရှိရဆိုရင်သူလည်းဒီ feeling လိုအပ်တယ်လို့ဒီစီခံစားရတယ်။နောက်ဖက်စလုံးဒီ healing process ကိုလိုအပ်နေတယ်လို့ခံစားရတယ်။အဲ့တော့ဒီတန်းမှာတချို့ twin flame journey ကသူတွေပါနိုင်တယ်လို့တော့ဒီစီခံစားရတယ်။ပြီးတော့ဒီတန်းမှာလေတချို့တွေကြောပေါ့နော်။ ကိုပတ်သက်နေတဲ့သူက many block အရန်များတယ် many block ဆိုတာကြောင့်ငွေကြေးအဆင်မပြေတာအရန်များတယ်ညတော့ကိုယ့်စီကနေခဏခဏငွေချီးရတယ်ပါရှိမယ်လို့တော့သိစီမြင်တယ်အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာလေဒီလိုကငါစီ action ယူလာတယ်ဆိုတာဒီလိုတွေငါနဲ့ပတ်သက်နေတယ်ဆိုတာသူဒီငွေကြေးတန်းကစီကမမောလို့လားနော်ကျန်တဲ့ချစ်တာတွေပါရင်မရှိဘူးလား ။နောက်ဒီငွေကြေးကြောင့်ပဲသူမကိုလလာပြီးပတ်သက်နေရလားဆိုတဲ့ခံစားချက်တွေပေါ့နော်။ DC subscriber တွေကဖြစ်မဲ့လို့တော့ DC ခံစားရတယ်။အဲ့တော့ဒီမှာ DC တခု clarity ပြင်လာတပတ်သူကကိုယ့်ကိုတော့ချစ်တယ်။ဒါပေမဲ့သူအခုညီလိုတဲ့အခါမှာလည်းသူသတိရတာကိုယ့်ကိုပဲသတိရတယ်။အဲ့လေဒီဒီဟုတ်လို့စနေပေါ့နော်ဆိုတော့ကိုဟာသူ့ကို healing လုပ်ပေးလာတာနဲ့အမျှသူ့မှာရှိနေတဲ့ many block တွေလည်းကြည်ွားမယ်လို့တော့ဒီစီဒီမှာခံစားရတယ်။နော် PM မှာတချို့ DC subscriber လေးရသူစီကနေ stability ဖြစ်တဲ့ offer တခုခုကိုစောင့်တိုင်းနေရမြင်တော့ဥမာ commitment stability မျိုးအဲသူကို propose လုပ်လာတာမျိုးအဲအဲ့ဒါမျိုးတွေကိုစောင့်တိုင်းနေတယ်ဒါပေမဲ့သူကမပေးဘူးဖြစ်နေရပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့ဒီအရာကလည်းကိုယ်အနေနဲ့မမျှော်လင့်ပဲနဲ့သူစီကနေရလာလိမ့်မယ်အဲ့တော့ဒီမှာတစ်ဖက်ကဒီစီ subscriber လေးကိုဘာပြောချင်လဲဆိုတော့သူ့ပုံမှာကောင်းပေးခဲ့တာတွေအတွက်သူအရင်ကျေးဇူးတင်ပါတယ်တဲ့။နော်။ အကယ်လို့ဒီစီ subscriber လေးတွေကသူ့ပေါ်မှာအပြစ်တင်ခဲ့တာတွေရှိရယ်ဆိုရင်လည်းအဲ့ဒါတွေတို့ပေါ့နော်ဒီစီ subscriber လေးတွေအုပ်ဖြစ်ကိုကိုနားလဲတာမျိုးကိုလည်းသူကဖြစ်စေချင်တယ်နော်အကယ်လို့သူ့ဘက်ကမှားတာဆိုရင်လည်းသူ့အနေနဲ့သူမှားတယ်ဆိုတာကိုသူသိတယ်သူ့ပေါ်မှာကောင်းပေးခဲ့တဲ့အရာတွေအားလုံးအတွက်သူအရှမ်းကိုကျေးဇူးတင်ပါတယ်တဲ့ ခုချိန်မှာသူကိုယ်နဲ့ပတ်သက်ပြီးတော့အတိအကျသိကြတဲ့ဆုံးဖြတ်ချက်တခုတော့မချနိုင်သေးဘူး။ဘာလို့လဲဆိုတော့သူ့မှာဆက်ဆံရေးတခုခုထဲမှာပိတ်မိနေလို့ဖြစ်စေ၊အတိတ်ကစိတ်ဓာတ်ရတခုခုထဲမှာပိတ်မိနေလို့ဖြစ်စေ၊သူဒီအရေးအတွက် DC subscriber လေးတွေစီကိုပြန်လာခြင်းပဲပြန်လာလို့မရသေးဘူးဖြစ်နေတယ်။တချင်းလေးတစ်ခုရှိမယ်ကိုနဲ့ဒီနေ့ကြာမှာအမှတ်တရဖြစ်တဲ့တချင်းလေးအာဘလို့ခန်းစားရလဲဆိုတော့လေမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့တချင်းတစ်ခုခု အဲ့တချင်းစာသားရဲ့မှာကွာသူတို့သားတို့သူတို့သမီးတို့အချူရောင်ဝတ်စုံလေးနဲ့တို့အချူရောင်အင်ကြီးလေးနဲ့တမလားမင်္ဂလာသူတို့သမီးအဲ့လိုမျိုးတချင်းတစ်ခုခုကလေအခုချိန်မှာအရန်ကိုနဲ့တူနေကြမှာထိတ်ဆက်ပြီးနေရမျိုးမြင်ရတယ်အဲ့ဒီတချင်းတစ်ခုခုကကိုနဲ့တူနေကြမှာအမှတ်တရအနေနဲ့ရှိနေရမျိုးတော့ခံစားရတယ် maybe ဒီမှာတချို့ဆိုရင်ကွာကိုနဲ့တူနေကြမှာအမှတ်တရရှိခဲ့တဲ့တချင်းကိုဒီကာလမှာခဏခဏကြားနေရတာမျိုးတွေ ဲ့လိုမျိုးတွေဖြစ်နိုင်တယ်နော်လက်တလောလေးရမှအချို့တွေအတွက်လက်တလောလေးရမှခုနကသူလည်းလက်ထပ်ပြီးတော့စာချုပ်စာတန်းနဲ့တကွာလက်မှတ်ထိုးပြီးကွာရှင်းပြီးပြီးဆိုရင်တော့อืมဒါဒီငါဒီငါကောင်ကချစ်တဲ့အတွက်ငါသူနဲ့ကွာရှင်းတယ်လို့တတ်မှတ်တယ်ဆိုရင်တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာကိုဒီအပအတန်ဖိုးထားပါလို့ဒီစီပြောခြင်းနဲ့နော်တန်ဖိုးထားပါလို့ဒီပြောနေအကယ်လို့အာ ိုယ့်ရဲ့ partner ကကိုနဲ့ပဲကွာရှင်းချင်တဲ့စိတ်ရှိတယ်။ကိုကမရှိဘူးဆိုရင်လည်းဒီမှာဒီစီမြင်ရတဲ့လောက်ကတော့ဟိုကိုပြစ်ချင်တဲ့ဆန္ဒအတိုင်းဖြစ်လာမယ်လို့တော့ဒီစီမြင်ပါတယ်။ဒီမှာတချို့တော့ကကြတော့လေအမေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဝင်နဲ့ပတ်သက်တဲ့ကိစ္စတွေအဲ့လိုမျိုးရှိမယ်လို့တော့ခံစားရတယ်။ဥပမာအမေကြောင့်ကိုဝင်ရှိတဲ့အမျိုးသမီးတယောက်ယောက်ကြောင့်နှစ်ယောက်ကြောင့်မှအခက်အခဲပြဿနာဖြစ်တာမျိုးစသဖြင့်အဲ့လိုမျိုးတွေတော့ခံစားရတယ် အဲ့တော့နှစ်ယောက်ကြားမှာပြဿနာတွေရှိတယ်ဆိုရင်တော့မှဒီပြဿနာတွေကအများဆုံးကြည်လဲွားပါလိမ့်မယ်။နော်ဒီမှာ family နဲ့ပတ်သက်တဲ့ issue တွေပုံမြင်ရတယ် family ကသဘောမတူတာတို့ family ကြောင့်နှစ်ယောက်ပေါင်းစည်းလို့မရတာတို့အဲ့ဒီလို energy တွေကိုပို့ပြီးတော့ခံစားရတယ်။ပြီးတော့ဒီမှာဒီစီ energy တခုတွေ့ရတာကကိုယ်နဲ့ကိုယ့်ရဲ့တစ်ဖက်သူနဲ့ကြားမှာလေအဲ့လိုမျိုးကိုယ်အရှိမတစ်မျိုးကိုယ့်ရဲ့နောက်ကွယ်မှာတစ်မျိုးတငယ်ချင်းကြောက်ရောက်ကဝင်ပြီးတော့တွေးထိုးနေရမျိုးလေးဒီစီမြင်ရတယ်။နော်အဲ့တော့ကြောင့် ဒါအဲ့ဒါလေးလည်းသတိထားစေချင်တယ်ဒါပေမဲ့ဘလို့ပဲချစ်ချစ်ကိုဒီဒီလိုနဲ့ပတ်သက်ပြီးတော့ဖြစ်ချင်တဲ့ wish ဒီအနာဂတ်မှာဖြစ်လာနိုင်မယ်ကိုရဲ့ဖြစ်ချင်တဲ့ဆန္ဒအတိုင်းပေါ့နော်ကိုတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ကိုဖြစ်ချင်တဲ့ wish ဒီအနာဂတ်မှာဖြစ်ဖို့ဖြစ်လာနိုင်မယ်လို့ဒီစီကတော့ဒီမှာမြင်နေရပါတယ်ဒီအမှလည်းပြောကြတော့ကိုယ့်ရဲ့ကောင်းတာကလေငါသူ့ကိုရွေးလိုက်မယ်နော်ငါသူ့ကိုရွေးလိုက်မယ်ဆိုရင်ပုံဝန်းကျင်ကဘယ်လိုထင်တယ်လဲ ်နော်အဲပုံဝင်ချင်းကဘာတွေပြောမလဲအဲ့ဒါတွေကိုအရန်ဂရုစိုက်တယ်လို့လည်းဒီစီမြင်တယ်နော်အဲ့လိုမျိုးတွေအရန်ကြည့်တာအဲ့တော့တေချာတာတစ်ခုကတော့ဒီစီဘယ်လိုမြင်လဲဆိုတော့ဒီဆက်ဆံရေးမှာ third party situation ရှိရလို့မြင်တယ်ဥပမာမိသားစုဖြစ်စီသို့မဟုတ်တခြားသော third person ဖြစ်စီအဲ့လိုမျိုးပေါ့နော်နှစ်ဖက်ထဲကတစ်ဖက်မှာရှိရလို့ဒီစီမြင်တယ်နော်ဆိုတော့လိုမဲမဆိုကိုဖြစ်စင်တဲ့ wish ကတော့ပြေဝလာပါလိမ့်မယ်လာမဲ့ အနာဂတ်မှာပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ don't worry စိုးရိမ်ဖို့မလိုပါဘူးနော်ကိုကသူနဲ့ပတ်သက်ပြီးတော့အမှန်တရားတစ်ခုခုကိုဘက်ကဖုံးကွယ်ထားတာမျိုးရှိရဲဆိုရင်ကို့အနေနဲ့သူ့ကိုအမှန်တရားကိုပြပြဖို့လည်းလိုအပ်ပါတယ်နော်မဟုတ်ရင်အချိန်ကြီးပေါ်သွားမယ်ဒီမှာကိုနောင်သားရလေးမယ်ငါဒီအမှန်ကြီးအမပြောလိုက်မိလို့ဆိုပြီးတော့เนาะဆိုတော့အဲ့ဒါလေးတော့တတိထားမယ်ဆိုတော့ဒီမှာ spirit ဘက်ကဘာတွေများတစီရဲ့ subscriber လေးတွေကိုဘာ guidance တွေများပေးခြင်းတလဲဆိုတာကိုဒီစီရိုတစ်ချက်ကြည်ပါမယ်အဲ့တော့ဒီမှာ spirit ဘက်ကပေးခြင်းတဲ့ message ကကြတော့ဒီထဲမှာတချို့အမ်အပြစ်ရှိတယ်လို့ခံစားနေရတဲ့သူတွေရှိတယ်အမပြောမယ်ဆိုငါတောင်းပန်တယ်အခုချိန်မှာငါငါကရွေးချယ်ဖို့လိုရဲဆိုပြီးတော့ this is subscriber လေးကကိုကိုကိုပဲရွေးချယ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးရွေးချယ်ပြီးတော့မှကိုကစိတ်ထဲမှာလည်းအပြစ်ရှိတယ်လို့ခံစားရတယ်ဆိုရင်တော့ဒီမှာ spirit ဘက်ကပြောထားလဲဆိုကိုယ့်ရဲ့နှလုံးသားထဲမှာရှိတဲ့အမှန်တရားကိုပြောနော်အမှန်တရားအတိုင်းနေထိုင်ခြင်းအမှန်တရားကိုပြောခြင်းဒီလဲလွတ်လပ်မှုတစ်ခုဖြစ်တယ်နော်ဆိုတော့တို့မဟုတ်ကိုကတရားဥပ္ပမဒေါရဖြစ်မိတယ်ပြီးမှအပြစ်ရှိတယ်လို့ခံစားနေရတယ်ဆိုရင်လဲအခုချိန်မှာကိုကကိုကိုကို self care လုပ်တာဒီမှန်ကန်တဲ့လုပ်ရဖြစ်တယ်ကိုကိုကို self awareness ထားတာဒီမှန်ကန်တဲ့လုပ်ရဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာအာ guilt ဆိုတဲ့ feelings မျိုးအကျင့်ရှိရဆိုတဲ့ခံစားချက်မျိုးဖြစ်နေရဆိုရင်တော့ဒါကိုလွှတ်ချဖို့အတွက်ပြောနေတာဖြစ်တယ်။နော်ကိုယ်အနေနဲ့လည်းစိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေရခဲ့တယ်။အဲ့တော့အခုချိန်မှာအဲ့ဒီနာကျင်မှုတွေကိုကိုယ်ကတည်ချချလေးဘယ်ယူဆိုင်ပြီးတော့ပူစားဖို့အတွက်လိုအပ်တယ်။အဓိကပြောရမယ်ဆိုရင်ပြင်ပကြေတနာတွေကိုဖြည့်ရှင်းဖို့တည်းကိုယ့်ရဲ့အသွင်းထဲမှာရှိနေတဲ့ကြေတနာကိုအရင်ဖြည့်ရှင်းဖို့လိုတယ်။ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတရားကိုအရင်ဖြည့်ရှင်းဖို့လိုတယ်။အရင်ကုစားဖို့လိုတယ်။နော်အမ် ကိုအနေနဲ့သိမြင်လာလိမ့်မယ်လူတွေကသူကိုပေါ်မှာဘာကြောင့် manipulate လုပ်ဖို့ကြိုးစားတာလဲကိုအနေနဲ့အချိန်ကူးရောက်တဲ့အခါကျရင်သိမြင်လာလိမ့်မယ်အဲ့တော့အခုအချိန်မှာကိုရဲ့လုပ်ရသည်မှန်တယ်ကိုဒီကိုကိုကိုရွေးချယ်ပြီးတော့နေထိုင်တာဒီကိုအနေနဲ့မှန်ကန်တယ်ဒါပေမဲ့ကိုဒီအမှန်တရားမပြောရသေးဘူးဆိုရင်အမှန်တရားပြောဖို့လိုတယ်နော်အဲ့တော့ဒီမှာတချို့ဆိုရင်ကွာ rejection လောက်ခံရမှာကိုကြောက်တယ်။ဒါပေမဲ့ကိုယ့်ရဲ့ partner ကကိုယ့်ပေါ်မှာ manipulate လည်းအရင်လုပ်တယ်။ နော်ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒကဘာလဲဆိုအချစ်ခံကြင်တာနော်ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒကြောင့်အရင်အချစ်ခံကြင်တာဆိုတော့ဒီမှာဘာပြောထားလဲဆိုတော့ universe ကတခြားတယောက်ကကိုယ်ကိုထားခဲ့မှာခြံခဲ့မှာ reject လုပ်ခဲ့ rejection ပေးမှာဒါဟုတ်မကြောက်နဲ့အချစ်ခံရမှာကိုလည်းမဖြစ်ချင်တဲ့ကိုယ့်ကိုယ်ကိုအရင်ဆုံးချစ်ပြီးနော်အဲ့ဒါကိုဒီမှာ universe ကပြောချင်တာဖြစ်တယ်နော် ကိုမျောလင့်ထားသလိုအခြေအနေဖြစ်နေရဆိုရင်တော့မှကို့အနေနဲ့စိတ်မပြတ်ပါနဲ့စိတ်မညစ်ပါနဲ့ပြောကိုအမှန်တရားပြောဖို့ကိုကြောက်နေသလားနော်တို့မဟုတ်ကိုကိုယ်တိုင်ကတဘာသူတွေပေါ်မှာမနီပူလေးလုပ်တယ်လို့ဖြစ်နေသလားအဲ့ဒါကိုကိုရှာခွေပါ နော်ကိုဒီအမှန်တရားပြောဖို့လိုတယ်လောဘတွေကိုရှော့ချဖို့လိုတယ်ဒီစီတခုပြောချင်တာကဒီစီတို့ဒီနော် professional life ကိုတစ်ချက်ဒီစီပြောမယ်ဒီအမှတချို့ရှိတယ်ကိုရယူရဖို့ကိုပိုင်ဆိုင်ရဖို့အရေးအတွက်ကိုကလောဘတွေကြီးပြီးတော့ဒီလူတွေကိုမဟုတ်မမှန်နေတခုခုပြောပြီးတော့ကိုပဆိုင်ရဖို့အရေးအတွက်ကိုအဲ့လိုမျိုးတွေလုံးမိတယ်ပြီးမှကိုကအချစ်ရှိတယ်လို့ခံစားရတယ် အဲ့လိုမျိုးတွေရှိရဲဆိုရင်တော့ကိုဒီမှာသဘောပေါက်သွားမှာကဒီလောဘကြီးနေတဲ့စိတ်ကိုတွချဖို့လိုတယ်။အဲဆိုဒါဒီလဲကိုကကိုရဖို့အရေးအတွက်ကိုဒီလူတွေကိုမဟုတ်တာတွေမဟုတ်တာတွေမမှန်တာတွေပြောပြီးတော့ဒီပစံအောင်ယူရဲဆိုရင်ဒါဒီမှားတဲ့လုပ်ရဖြစ်တယ်ဒါဒီကိုကတနည်းမဟုတ်တနည်းနဲ့လူတွေကို manipulate လုပ်နေတာမျိုးဖြစ်တယ်။ကိုဒီတစ်ဖက်မှာ manipulate လုပ်ရင်ကိုကိုလည်းတစ်ဖက်မှာ manipulate လုပ်တဲ့သူတွေကိုကို rejection ပေးတဲ့သူတွေအဲ့လိုသူမျိုးတွေနဲ့ကြုံရတဲ့အဲ့တော့လောဘကို short ချထားပါ။ လောဘကိုရှော့ချတာပါလောဘကြီးပြီလို့ပြီးမှနောက်သားရရလိမ့်မယ်နော်အဲဒါကြောင့်အဲ့ဒါကိုသတိပြုပေးပါဒီထဲမှာတချို့တွေအတွက်ဒီ message ဒီ resonate ဖြစ်မှာတချို့တွေအတွက်လည်း resonate မဖြစ်ကောင်းမဖြစ်နိုင်အောင်ပေါ့နော်ဆိုတော့ဒါကတော့ပထမဆုံးသိစီရထားတဲ့ guidance message ပါ yes ဒီထဲမှာ share ပါလို့မြင်တယ် reader တွေပါတယ်လို့လည်းမြင်တယ် tarot reader တွေ spiritual healer တွေဒီ reading ဖတ်နေတဲ့သူတွေထဲမှာပါတယ်အဲ့တော့ကိုကဒီမှာ spiritual service ပေးဖို့အတွက်ရှိရ လူတွေရဲ့အနာမှာကိုက leader တရားအနေနဲ့ spiritual service ပေးဖို့အတွက်ရှိတာအဲ့တကြောင်ကိုယ့်ရဲ့ service ကိုကိုအသက်နိုင်ဆုံးပေးဖို့အတွက်ကြိုးစားမဆိုကိုကိုရိုင်းကပေါ်တော့အခုချိန်မှာအချက်ဆိုတာပါလေတီးချာချာတီးလာတင်ယူသားချက်မရှိကိုကိုရိုင်းကစိတ်ပိုင်းဆိုင်ရာတရားတွေကိုကုစားထားခြင်းအပြည့်အဝမရှိဘဲနဲ့ကိုစီတခြားသူတွေကိုတွားပြီးတော့ရှေ့အောင်လုပ်ပေးရင်တခြားသူတွေကလှုပ်ဖြစ်မယ်လို့ထင်လား မထင်နဲ့ဘာဖြစ်လို့လဲဆိုတော့ကိုကိုရိုင်းဒီအဲကိုရဲ့ spiritual power ပေါ်မှာ comfortable ဖြစ်ဖို့လိုတယ်ကိုကိုရိုင်းကလည်းဟိုကိုကိုကို healing energy တွေပေးပြီးသားသူဖြစ်ရမယ်ဒါမှကိုကကိုကိုရိုင်း heal ဖြစ်မှာကိုကတခြားသူတွေကို breathing တွေဟောပေးနိုင်မယ် healing energy တွေပေးနိုင်မယ် right ဆိုတော့အဲ့ဒါလေးကိုမမေ့ပါနဲ့နော်အဲ့လိုဆိုတော့ကိုဒီ unique ဖြစ်တဲ့ abilities တွေပိုင်ဆိုင်ထားရတဲ့သူဒီ abilities တွေကိုမဟုတ်တဲ့နေရာမှာအသုံးမပြုပါနဲ့မဟုတ်တဲ့နည်းနဲ့အသုံးမပြုပါနဲ့ဒါကိုဒီစီကတော့ဒီမှာအဓိက လမ်းညွန်ပေးခြင်း ਨੇ နော်ဘာလို့ဒီ spiritual gift ကိုတခြားပုံစံမျိုးမဟုတ်တဲ့ပုံစံမျိုးနဲ့မတုံးပါနဲ့ကိုယ့်ရဲ့ challenge ကိုဟိုကိုအကျိုးအတွက်ပဲတုံးတာမျိုးမဟုတ်ဘဲနဲ့တဘာသူတွေအတွက်လည်းအကျိုးပြုစေမဲ့ပုံစံမျိုးနဲ့တုံးဖို့လိုပါတယ်နော်အဲ့ဒါလေးဒီစီဒီမှာအကြံပေးခြင်းနဲ့ပြီးတော့ healer ချင်းတူတူ reader ချင်းတူတူ like mission ပါနဲ့လူတိုင်းကတို့ရောရဖို့ သူတို့တွေးဖို့ကံပါတဲ့ဆိုး family member တွေနဲ့တွေ့ရတယ်။ကို့မှာဒီလူတွေနဲ့တွေ့ရဖို့ကံမပါရင်မတွေ့ရဘူး။တခြားသူတွေနဲ့တွေ့ရမယ်။ဆိုတော့ကို့ journey ကိုတခြားသူတွေရဲ့ journey နဲ့လိုက်ပြီးတော့မရှင်ကြည့်ပါနဲ့။ You are unique နော်။ ဒီ reading ငါးဆောင်နေတဲ့သူတွေ unique ဖြစ်ပြီးသားပါခုမှလည်းကိုယ့်ရဲ့စွမ်းဆောင်နိုင်ရည်တွေရှိပြီးသားပါเนาะဆိုတော့ကိုယ့်ရဲ့ power တွေကိုငုတ်စေမဲ့တခြားသူတွေနဲ့ like share နေရမျိုးတွေမလုပ်ပါနဲ့เนาะအဲ့ဒါကတော့ဒီထဲမှာတချို့တွေအတွက်ဒီ reading ဒီ message ကလည်းဒါတချို့တွေအတွက်ကို resonate ဖြစ်လိမ့်မယ် ဒီအမှာ psychic ability ရှိတဲ့သူတွေအများကြီးပဲ။ non psychic ability ရှိရဆိုတာဘယ်လိုမျိုးလဲဆိုတော့အတခုခုဆိုရင်ကြိုပြီးတည်မြင်နိုင်တယ်၊မဖြစ်သေးတဲ့အရာတွေကိုကြိုပြီးမြင်နိုင်တယ်၊ကြိုပြီးတည်နိုင်တယ်၊အိမ်မထဲကနေတဆင် message ရတာမျိုးဖြစ်စေ၊ဒါမှမဟုတ်စိတ်ကအလိုလိုနေတည်ရမျိုးဖြစ်စေ။ဒီလို psychic ability တွေကိုဘုရားသခင်ကကိုယ်ကိုပေးထားတယ်။ပုံမှာ intuition အားကောင်းကောင်းရှိတယ်။နော်။ဒါပေမဲ့ကိုယ်ကကိုယ့်ရဲ့ intuition ကိုကောင်းကောင်းမှန်ကန်တဲ့နေရာမှာအသုံးပြုမနေဘူး။နော်။ ကိုယ့်ရဲ့ intuition အားကောင်းခြင်းဒီကိုယ်မှာပိုင်ဆိုင်ထားတဲ့ psychic ability ဒီလူတွေကိုအလင်းပြဖို့အတွက်ဖြစ်လာတာဖြစ်တယ်။နော်ဥပမာကိုဒီ career နဲ့ပတ်သက်ပြီးရောဆုံးဖြတ်ချက်တစ်ခုခုချဖို့လိုရဲဆိုကို intuition ကစကားကိုနားထောင်ပြီးရောကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချလို့ရတယ်။ Maybe အသိပွားမှာတော့ကကိုက uh reader တယောက်ဖြစ်နိုင်တယ် healer တယောက်ဖြစ်နိုင်တယ် 喏，噜噜，哎，费事呀嘛，狗爹，这一步啊，妈个，人家晓得难看，人家又吃奶，人家有口眼，intuition 得看比的。那人家有口眼，老狗噜啦，所以 intuition 骨，这心里一本来就，man 倾倒，人家嘛，man 倾倒，man 倾倒，所以啊，啊，他们就这呢，口眼，achoot 都他妈，无，大把都人家有，那人家有呀，无皮拉扎，大把都有，achoot 咧，口眼，这，一本来就该，狗狗，山上嘛，猫狗狗，achoot 偏欢喜呀嘞嘛。喏。 ချို့တွေဒီမှာ relationship ending နေတဲ့တွေ့ကြုံထားရတဲ့အလုပ်အဆင်မပြေမှုတွေအလုပ်မှာရတတော်လေးရမှအလုပ်ထွက်လိုက်တာအလုပ်မရှိတော့တာအဲ့လိုမျိုးခက်ခဲတဲ့အခြေအနေတွေနဲ့တွေ့ကြုံထားရတာရှိတယ်။ဒါပေမဲ့ဒီခက်ခဲတဲ့အခြေအနေတွေနဲ့တွေ့ကြုံရတာကလည်းဘုရားသခင်ဘက်ကကိုယ့်အတွက်ပေးတဲ့မမျှော်မှန်းထားတဲ့ blessings တွေလို့သတ်မှတ်ပေးပါ။ကိုယ်မှာ power တွေရှိတယ်ကောင်းသောပြောင်းလဲခြင်းတစ်ခုဖြစ်လာအောင်လို့ကိုယ်မှာလုပ်နိုင်တဲ့ပါဝါရရှိပြီးသားဒါပေမဲ့ကိုကတခုပဲအကြောက်တရားတွေကိုလွှတ်ချဖို့လိုတယ်ကိုက ပုဂ္ဂိုလ်ယုံကြည်မှုအားနည်းတဲ့အကြောင်းတရားတွေရှိတဲ့ပုံမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေမချနိုင်ဘူးဖြစ်တတ်တယ်။နော်ဆိုတော့ကိုကဘာလို့ဖြစ်လို့လဲဆိုတော့ကောင်းသောပြောင်းလဲခြင်းတွေရှိလာဖို့အတွက် နော်ကိုအနေနဲ့အခုလက်ကလောလေးရမှအလုဆုံးထားအလုဆုံးဆုံးထားတာဖြစ်စေ relationship မှာအပြောင်းလဲလေးတွေ ending moment လေးနဲ့တွေ့ကြုံရတာပဲဖြစ်စေနော်အဲ့တော့ဒီအတွေ့အကြုံတွေကနေကိုအများကြီးတင်ငန်းစာယူရလိမ့်မယ်အဲ့ဒီတင်ငန်းစာကဘာလဲဆိုတော့ကိုကိုကိုယုံကြည်ဖို့လိုတယ်အနာဂတ်မှာလည်းကိုကိုကိုယုံကြည်ဖို့လိုတယ်ဒီလိုအခက်အခဲတွေဒီကိုကိုဒီထက်ပိုပြီးတော့တန်မာတဲ့တန်မာလာအောင်ပြုလုပ်ပေးနေရတာဖြစ်တယ်နော်အဲ့ဒါကိုကိုအနေနဲ့မမေ့ပါနဲ့နော်မမေ့ပါနဲ့ရှားတဲ့အခြေအနေအားလုံးကိုကျေးဇူး တင်ပါကျေးဇူးတရားထားပါဒီမှာအီဂျစ်နဲ့ဖျားတွေကိုလုံနေသူတွေရှိတယ်လို့မြင်တယ်တချို့ဆိုရင်လေဒီစီတို့အီဂျစ်ကလေအီဂျစ်ကစပယ်လိုမျိုးလေးစပယ်အရှိစမိတ်ချလိုက်တယ်ပြီးတော့ဒီလိုမျိုးစပယ်အရှိလေးနဲ့အဲ့လိုမျိုးဓပုံရထားတွေပါရှိတယ်လို့တော့ဒီစီမြင်တယ်အီဂျစ်မှာဝတ်ဆင်တဲ့ပုံစံလိုမျိုးလေးဓပုံလိုက်ထားတာမျိုး အဲ့လိုပုံစံလေးမြင်နေတယ်။အဲ့လိုလူသားဘယ်သူနဲ့ resonate ဖြစ်မလဲတော့မသိဘူး။ဆိုတော့ DNA ကြီးလေးတွေမြင်ရတယ်။ဆိုတော့ yes ဒီမှာကိုကလူတွေကိုအမှောင်ပတ်အချောင်ကိုသုံးဖို့ပြီးဖို့ဖြစ်လာတာမဟုတ်ဘူး။အလင်းရောင်ကိုမြောင်လမ်းပြပြီးဖို့ဖြစ်လာတာဖြစ်တယ်။နော်ဆိုတော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲ။ဒီစီရောနောက်နေ့ reading လေးတစ်ခုမှပြန်လည်ပြီးဆုံးချပါမယ်ရှင်။ဆိုတော့ resonate ဖြစ်မဖြစ်ကိုလည်း comment section မှာပြောပြဖို့ကြုံမိပါနဲ့တော့အားလုံးစိတ်ရောလူရောစမ်းမှချမ်းသာကြပါစေရှင်။ 拜拜。Bye bye.